ကင်းပြင်းနယ်မြဝတီမြို့တောင်ဖက်ရှိမင်းလဲပန်နဲ့အင်ဂျင်မြရော်ဖမ်းမှာဖြစ်ပွားတဲ့စစ်ကောင်စီတပ်နဲ့ကင်းလီကိအမျိုးသားလူမျိုးတပ်မတော်ဦးဆောင်တဲ့တွန်လိုင်းတပ်တွေကြားတိုက်ပွဲတွင် TKB တပ်ဖွဲ့ဝင်20ကျော်ကိုလက်နက်100ကျော်နဲ့တူဖမ်းမိတယ်လို့ကရင် information center ကဖော်ပြပါတယ်။နိုဝင်ဘာ27မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲပြင်းထန်နေစဉ်အင်ဂျင်မြရော်အဝင်လမ်းမှာဘေးရှိ TKB ဒီမိုကရေစီကျုပ်ပြုတ်ကရေးတက်မတော်ကလွချွေးယူပေးထားတဲ့ကြက်ဖြတ်ခြံဝင်းဖက်ကနေတနတ်တန်ထွက်လာတဲ့အတွက်အဲ့ဒီနေရာကိုတော်လိုင်းတက်တွေကဝင်ရောက်စီးနှင်းဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။သိမိတဲ့လက်နက်တွေဖမ်းဆီးခံလူတွေရဲ့ဓာတ်ပုံမှတ်တမ်းတွေကိုထိုင်းမီဒီယာတွေမှာလည်းဖော်ပြထားတာတွေ့ရပြီးလက်နက်မျိုးစု190တိရှိတယ်လို့မီဒီယာတွေကဖော်ပြပါတယ်။ကင်းလီဖက်ကတော့ဒီလက်နက်200နီးပါးနဲ့ဒီ KBA 20ကျော်ဖမ်းမိတဲ့အကြောင်းသတင်းထုတ်ပြန်တာမရှိသေးပါဘူး။ လောလောဆယ်မှာတော့အင်ဂျင်မြိုင်မင်းလက်ပန်းဖလူကြီးရွာလမ်းမဲတချို့တိုက်ပွဲတွေဆက်ဖြစ်နေပြီး PGF DKB ပိုင်တဲ့ကြက်ဖြတ်လုံငါတွေကြက်ဖြတ်လူချွေတပ်ဖွဲ့တွေရှိနေတဲ့အတွက်အခြေအနေတွေရှုပ်ထွေးနေတယ်လို့ဖော်ပြထားပါတယ်ပကိုရန်ဇီကိုမြို့ပေါ်ရှိ KTB မှာလာရောက်ပျော်ပါနေတဲ့စစ်သားနယ်ရဲ9ဦးကိုတွန်လိုက်တိုက်တကဝင်ရောက်တိုက်ခတ်ရမှာ9ဦးစလုံးသေဆုံးပြီးတနတ်တလင်းနဲ့ခင်ရတွေသိမိတယ်လို့နတ်စစ်တီဖွဲ့ကသတင်းထုတ်ပြန်ပါတယ် နိုဘာ၂၂ည၁၂ဝန်းကျင်မှာဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီးမြို့လယ်မှာဖြစ်တာကြောင့်စစ်ကူရောက်မလာခင်အများထွက်ခွာခဲ့ရတဲ့အတွက်ဂျီသရီတနတ်တလန်နဲ့ခင်ရီပဲသိယူနိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုကို နတ်တလန်ခြေစိုက်တိုင်းရင်းသို့ရှေ့သွင်းရတဲ့တခွက်သို့နတ်စစ်တီစကြောင်းတိုင်းရင်းသို့ရှေ့သွင်းရနှင့်လောက်ခံကျုပ်ပင်ကောက် BTZM စကြောင်းလို့ပူပေါင်းဆွဲရတယ်လို့ဖော်ပြထားပါတယ် ။စနေနေ့တည်းတရားချက်မြွန်းနယ်ဒဝဲဘေးကလန်ပေါ်ရှိမင်းတပ်ယူကလူနေအေတွေကိုစစ်ကောင်စီတပ်ကမိရှုနေပြီးအေးတော်တော်များများမိလောက်နေတာမြင်ရတယ်လို့ဖွပြေးလာတဲ့ယူသားတွေကပြောဆိုကြောင်းဒဝဲဝက်ကပေါ်ပြပါတယ်။လူဝန်23မနဲ့မိုးလင်းလာတဲ့စစ်သားတွေယူထဲရောက်လာပြီးမိရှုတာမြင်ရတဲ့ထွက်ပြေးလာတဲ့ဘလောက်ထိလောက်ကုန်ပြီလဲမသိရသေးဘူးလို့ထွက်ပြေးလာသူတွေကဆိုပါတယ်။ဒီလိုစစ်သားတွေမင်းတပ်ယူအထက်ရောက်မလာခင်နိုဝင်ဘာ22နှစ် နေ့စနေကကတော့တရချောင်းဖက်ကနေစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်တွေကြားဝဲရီယွာနဲ့ကမြန်မြန်ဖက်မှာတနေ့ကြာတိုက်ပွဲဖြစ်ပြီးစစ်တပ်ကအထိနောက်ဖို့ရတယ်လို့ယွာသားတွေကပြောပါတယ်တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးတော်လိုင်းတပ်တွေဖက်ကသတင်းထုတ်ပြန်တာမရှိသေးပါဘူးစကနေခုမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ဝါသဝဥဆောင်တဲ့ပြူစောတီပူတွဲစစ်ကြောင်းကိုတော်လိုင်းတပ်တွေကဂျက်ဖြတ်တဲ့ရမှာ စစ်ကြောင်းလည်းပြုတ်သွားတဲ့သဘောရှိတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။နိုဘာ23မနေ့ပိုင်းမှာခင်ဦးမြို့နယ်မုံလှရွာကနေကလိုရွာဖက်စစ်ကြောင်းထိုးလာတဲ့အင်အားသုံးရခန့်ပါပြည်내စစ်တပ်ပူးတွဲစစ်ကြောင်းကိုတွန်လိုက်တဲ့အခါဂျက်ပြတ်တက်ကြတာဖြစ်ပြီးစစ်တပ်ဘက်က80ခန့်ထိသေဆုံးတယ်လို့သတင်းတွေထွက်နေပါတယ်။ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ Infinity Group နဲ့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြေးရေးဖွဲ့တွေကတော့ ဝါသဝစစ်ကြောင်းကခင်ဦးမျိုးနဲ့ဒီအလှူတန်းရဲရော့နေတယ်မကြခင်အသေးစိတ်သတင်းထုတ်ပြန်မယ်လို့သာဖော်ပြထားတာတွေ့ရပါတယ်မြကွေနယ်ပေါင်းမျိုးနယ်မှာစစ်တပ်လက်ထီပြက်ကျလို့လာရှာတဲ့စစ်ကောင်းစီစစ်ကြောင်းနဲ့တွန်လိုက်တာတွေတိုက်ပွဲဖြစ်ပြီးစစ်သား၄ဦးသေသူဦးလည်းနဲ့ချရတယ်လို့ညံမျိုးနယ်ပကဖကသတင်းထုတ်ပြန်ပါတယ်နိုဘာ23မိနစ်အစောစောတနိုင်ခွဲခန့်မှာစစ်တပ်လက်ထီပြက်ကျတာကိုလည်းရှာတဲ့စစ်ကောင်းစီစစ်ကြောင်းနဲ့တဲကြီးရွာ ရောက်ခဲ့ရွာတွေဖက်မှာမိနစ်20ကြာတက်ပွဲဖြစ်ပြီးစစ်တပ်ဘက်က၄ဦးသေ30ကျော်နာရတယ်လို့ဆိုပါတယ်။တချီထဲမှာပဲအခြားစစ်ကြောင်းတစ်ခုဖြစ်တဲ့တမကူကိုလက်အောက်ခံခမရလစ်တီရှိလစ်တီကူတိုင်းရင်းတွေကစစ်သားတွေပြည်သူစစ်မှုထမ်းပါစာသူဟာအမေဝတ်နာသူလနဲ့တူနိုဝင်ဘာ23မနေ့9ရက်ခါကတွန်လိုင်းတက်တဲ့တိုင်ခိုးလို့လာတယ်လို့လည်းဖော်ပြထားပါတယ်။ ပြည်သူ့ကကွယ်တပ်မတော်စကန်တဲစစ်ထဏရင်းမပင်မြို့နယ်စစ်ကြောင်း YBM ကော်လန်စေးပြခန္ဓာကိုနိုဘန်21ကကျင်းပတယ်လို့ရင်းမပင်စစ်ကြောင်းကဗီဒီယိုမှတ်တမ်းထုတ်ပြန်ပါတယ်။လက်ရှိစေးရေးချင်းတွေလိုအပ်ချက်ရရင်းမပင်ခရိုင်ရှိအမှတ်1အမှတ်26တိုင်းရင်းတွေအမှတ်24တိုင်းရင်း viewer 49လောက်ကအမှတ်29 35 36တိုင်းရင်းတွေစုပေါင်းပြီး စစ်ကြောင်းသေးပြန်ဖွဲ့အသေးပြန်လောင်းလာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာ။